နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတစ်ခါဖတ်ပြချင်တာလေးကတော့ဇေယခတ်စော်ရေးသားထားတဲ့စံကြီးပြုံးနေသည်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါရစေ။ဒီဝတ္ထုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မြတ်တမ်းရက်ခံပါစေရှင်။အသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်လည်း Notification ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။စံမိုးကြီးစံကြီးတဲ့သူ့ကိုဒီငှက်ဟောဆမ်းမှာခေါ်ကြတာ ဒီကအဆောင်လေးခုမှာတော့စံကြီးကအကောင်အကောင်ဆိုတာတခြားမဟုတ်ဘူးအတွေ့အကြုံရင်ဝါရင်တပါရင်ဟိုးကိုနှစ်သားလောက်ကလေးကငှက်ဝဆန်းကိုဝင်လိုက်ထွက်လိုက်လုပ်နေတာအခုစံကြီးအသက်က15နှစ်15နှစ်ပဲဆိုလို့မပြောင်နဲ့စရာစံကြီးမှာမိမရှိတယ်သူမိမကလည်း15နှစ်ဝန်းကျင်လောက်ပဲရှိသေးတယ်အခုအပြင်မှာကျန်ခဲ့တာတော့ကိုဝန်ကြီးနဲ့စံကြီးပုံစံကိုလည်းတစ်ချက်ရှုလိုက်အောင်သဘင်ကအပေါ်ကိုထောင်ပြီးဘေးကိုအပြောင်ထိုးထားတာပန့်ကီခေါ်မလား ော်တာခေါ်မလားနားမလဲနှစ်ပေါက်တွေနဲ့လက်နှစ်ဖက်ကတက်တူးတွေကညာဘက်မှာယာကူစာငကြဲနှစ်ကောင်ဘယ်ဘက်မှာပြဲကောင်းယုံနဲ့လက်ကဝှေ့ထိအပြည့်ပဲအသားကဖြူဖြူစကားပြောရင်လူကြီးကလဲလဲစံကြီးကနောက်လာဆိုရင်ဒီကပြန်ရတော့မယ်ဒီငှောက်စံရောက်တာတစ်နှစ်ပြည့်ပြီပေါ့အမှုကခိုးမှုအေးဒီကိုရောက်တိုင်းလဲခိုးမှုနဲ့ကြီးပဲကြတာငှောက်ဟော်စံကိုပထမအချိန်စရောက်တော့စံကြီးကိုနှစ်သား စံကြီးကိုလဲကူနာကမယမ်းချောင်မှမွေးတာစံကြီးရဲ့အမေဘက်ကအဖိုးကအရင်ကကြံတော်တင်းချိုင်းတဲမှာဘိန်းပြူရောင်းနေစံကြီးအဖွားကအဲ့ဒီထက်အရက်ပုံးချက်တဲ့အနာကြီးယောဂတဲ့တယောက်ရဲ့သမီးဒါပေမဲ့စံကြီးအဖွားမှာဒီယောဂဆိုမပါဘူးကြံတော်ကြီးဖြတ်တော့အနာကြီးယောဂတဲ့တွေကို အစိုးရကမယမ်းချောင်ကိုအတင်းပို့ပြစ်တယ်စံကြီးတို့အဖိုးအတွက်အနာကြီးယောဂတဲ့တွေမဟုတ်ပြင်မဲ့လေဒီမှာလဲနေစရာကမရှိခဲ့ဘူးလေပြီးတော့တသက်လုံးနေထိုင်လောက်ကင်လာတဲ့အတိုင်းဝိုင်းကိုစွန့်ဖို့လဲခတ်တာမို့ အစိုးရစီမံရလိုက်ခဲ့ကြရတာပေါ့သူတို့တမိသားစုလုံးပြောင်းရတော့စံကြီးအမေလည်းမယမ်းချောင်သူဖြစ်လာတယ်အဲ့ဒီကာလကမယမ်းချောင်ဟာအင်မတန်ဆိုးတယ်လို့စံကြီးအမေကပြောဘူးတယ်စစ်တင်တဲ့တကူဖွင့်ခဲ့ဖို့ပြီးငပြာယောဂပေါ်များလွန်လို့ပိတ်လိုက်ရတဲ့နေရာတဲ့ယောဂစာမှာသိလိုက်တဲ့လူတွေအနာကြီးယောဂသည်တွေဆိုတဖြုတ်ဖြုတ်မျိုးပြုတ်ကုန်တာပဲအဲ့ဒီတဲလူကောင်းသူကောင်းစံကြီးအဖိုးပါပါသွားပါလေရောစံကြီးအဖွားနဲ့အမေတို့ကမယမ်းချောင်မရောက်ခင် ကားလမ်းဘေးလေးတနေရာမှာအကွက်လေးရိုက်ပြီးတဲထိုးနေတယ်။ထမင်းလေးဟင်းလေးရောင်းနေ။စံကြီးပေဖြစ်လာမဲ့သူကအဲ့ဒီတော်ထဲမှာမိသွေးဖုတ်လိုက်တယ်။အဲ့ဒီမှာစံကြီးအမေနဲ့အဖေဖူးစာဆုံးကြတော့တာ။အဖေနဲ့အမေညာပြီးသမီးနှစ်ယောက်မွေးတယ်။နောက်တော့စံကြီးကိုမွေးတယ်။စံကြီးကိုမွေးတဲ့အချိန်မှာမယန်းကြောင်ဟာတော်တော်တိုးတက်နေပြီ။အရင်လိုအနာကြီးယောဂသည်တွေကြီးစုနေတဲ့နေရာမျိုးမဟုတ်တော့ဘူး။အကျွင်းကြံလောက်ပဲရှိကြတော့တယ်။အထကကြောင်ရှိနေပြီ။ မြတ်တာရှင်ရွှေပြည်သားဆရာတော်ထူထောင်ထားတဲ့မြတ်တာပရာဟိတကေဟာရှိနေပြီ။စံကြီးအဖွာဆုံးသွားတော့စံကြီးတို့မိသားစုလိုက်အဖေအမျိုးတွေရှိတဲ့လှဲကူဘက်ကိုပြောင်းလာကြတယ်။အဖေကမိသွေးဖုံမလိုက်တော့ဘူးစိုက်ကားနင်းတယ်။အမေကလှဲကူစိရှိကကားဂိတ်မှာလင်ပန်းနဲ့ငုံဥပြုတ်ကြုပ်ဥပြုတ်တွေရောင်းနေ။စံကြီးလှဲကူမှာပဲကြီးပြင်းလာခဲ့တယ်။စံကြီးခုနှစ်နှစ်သားလောက်မှာဖုံးတော်ကြီးတင်ပညာရေးကျောင်းမှာသူငယ်ရန်စထားတယ်။ဒါပေမဲ့ခဏပါပဲ။နောက်တစ်နှစ်လောက်မှာကျောင်းဆက်မတက်ဖြစ်တော့ဘူး။ အဖေကနောင်မိတ်မယူသွားလို့လေအဖေမရှိတော့အဖေအမျိုးတွေနဲ့နီနီနန်းနားမှာအမေလည်းမနေချင်တော့ဘူးထင်ပါတယ်စံကြီးကိုကြောင်းနှုတ်လိုက်တယ်ပြီးတော့ဘကူကလက်ဖေးဆိုင်တစ်ခုမှစပွဲတို့အဖြစ်နဲ့သွားအပ်တယ်လာစာငွေတလား၈ထောင်နဲ့ငါးလစာ၄000ယူပြီးပြန်သွားတာပဲသိတယ်အဲ့ဒီနောက်ပိုင်းအမေနဲ့အမနှစ်ယောက်ကိုစံကြီးရှာမတွေ့တော့ဘူးလိုက်မရှာတာလို့လည်းပြောလို့ရပါတယ်တပည့်ဆိုင်ကဘကူစံတော်တွင်နားမှာတော်တော်ရောင်ရတဲ့ဆိုင်ပါဆိုင်ပိုင်ရှင်ကညီကိုနှစ်ယောက ကောင်တာထိုင်တာလဲသူတို့နှစ်ယောက်ပဲသူတို့ကတယောက်ကမနဲ့အစောလာထိုင်ရင် နေ့လယ်နှစ်နာရီလောက်ကိုပြန် နောက်တယောက်ကညသိန်းနဲ့အထိထိုင်ပေးတယ်ဒီလိုအလှဲ့ကြပေါ့စံကြီးတို့စပွဲတို့တွေကြအဲ့ဒီလိုမရှိဘူးမနဲ့အစောကြီးကနေညနေဆိုင်သိန်းနဲ့အထိပဲစလောင်းကနေဘလုံးပွဲလာတဲ့နေ့ဆိုသေးပြီလေစံကြီးမပြောဘူးစံကြီးလက်ဖေးဆိုင်မှာလှုပ်တာလေးလာကြတော့မုတ်ဆရာကိုတူးဆိုတာအစ်စ်ရောက်လာတယ်ကိုတူးကစံကြီးအတွက်စမူစာတွေပါရယူထားပြီးခိုးကြွေးတတ်တယ် ။စံကြီးကိုသူကခင်နေ။စံကြီးကလည်းကိုသူ့ကိုခင်နေ။ကိုသူကအသက်20လောက်ရှိပြီပေါ့။စံကြီးဦးလေးအွယ်ပါ။တညဆိုင်သိမ့်ပြီးစံကြီးဆိုင်ရှိမှတပြက်စီလဲနေတော့ကိုသူဆက်လိုက်ပါရင်ရောက်လာတယ်။ဆိုင်ရှင်တွေကတော့ပြန်ကုန်ပါပြီ။ဆိုင်မှာအဖျော်စရာရဲ့မုတ်စရာရဲ့ဇပွဲတို့၅ယောက်ရဲပဲကျန်တော့တာ။ကိုသူကပြောတယ်။စံကြီးမင်းဒီမှာလောက်ရတာပျော်လားတဲ့။မပျော်ဘူးလေ။ဘယ်ပျော်ပါမလဲ။ပြန်မန်းနေ။ ဒါဆိုမင်းအိမ်မပြောင်းချင်ဘူးလားတဲ့။မေးပြန်တယ်။ပြောင်းချင်တာဖို့ကိုသူရဲ့။ဒါပေမဲ့ကျွန်တော်ကအခုဘယ်ပြောင်းရမှန်းကိုမသိတာလို့မင်းပဲစားတီလဲဆိုတော့လှဲခုကားလို့ဖြေလိုက်တယ်။လှဲခုမှာငါ့ကိုရှိတယ်။ငါတိဆိုင်မှနေတာအလို့တခုရှိလို့နေနေတာ။အဲ့ဒါအောင်မြင်ရင်ငါ့ကိုစီသွားမှာ မင်းကိုခေါ်သွားမယ်တဲ့။ကျွန်တော်ကခုမှာဘာလို့ရမှာလဲဆိုတော့ငါတို့အလို့တွေကုလို့ပေါ်กว่าတဲ့။ဟာအကူတို့အလို့ကဘာလဲဆိုတော့ဒီညမင်းကိုပြမယ်တဲ့။ မင်းလဲဝင်ကူညီမဖြစ်မယ်လို့ပြောတယ်။စံကြီးလဲဒီဆိုင်ကလွတ်မြောက်ချင်နေပြီ။အလုံးမလုံးချင်တော့ဘူး။ဒီတော့ကိုသူပြောတာကိုသဘောတူလိုက်တယ်။ညနှစ်နာရီလောက်ကျတော့ကိုသူကစံကြီးကိုချိန်မကုတ်ပြီးလာနှိုးတယ်။မနက်၄နာရီဆိုရင်အဖျော်ဆရာရောကျန်တဲ့သူတွေပါအလုထလုကြတော့မယ်။နှစ်နာရီဆိုတာစံကြီးတို့လိုလက်ဖက်ဆိုင်လှုပ်သားတွေအတွက်အိတ်အကောင်းဆုံးချိန်ပေါ့။ကိုသူကစံကြီးကိုဒီကိုလားဆိုပြီးတိတ်တိတ်ခေါ်သွားတယ်။ကောင်တာစီကိုပါ ကောင်တာအောက်မှာတောက်ခတ်ထားတဲ့အံဆွဲတစ်လုံးရှိပါတယ်။ကိုသူကအဲ့ဒီအံဆွဲကိုတန်တရင်အသေးလေးတစ်ခုနဲ့ကလပ်ထားတာတွေ့တယ်။ဆန်ကြီးမဲလက်လေးနဲ့နှိုက်စမ်းကွာရောက်မှာပါ။ဘာနဲ့ရောက်မှာလဲဆိုတော့အထဲကရှိသည်များတဲ့။ဆန်ကြီးကလန့်ပြီးလွတ်နေတဲ့အထဲသူ့လက်သေးသေးလေးနဲ့နှိုက်ပါတယ်။ပတ်စံတွေငါးထောင်တန်တွေနောက်လက်ပတ်နာရီတစ်လုံးရွှေလက်စွပ်ထည့်ထားတဲ့ဘူတဘူအားလုံးကုန်ပြီဆိုတာနဲ့ကိုသူကလက်ကြဖို့အချက်ပြတယ်။စံကြီးလက်ကိုဆွဲထုတ်တယ် ထုတ်မရဘူး။ကိုသူကတန်တရွင်းနဲ့ကလန့်ပေးတယ်။စံကြီးကလက်ကိုကြောက်အားလန့်အားနဲ့ဆွဲထုတ်လိုက်တဲ့အခါဂျိန်းကနေအတန်နဲ့အတူနောက်ကိုလွင့်သွားပြီးမုတ်တွေထဲထားတဲ့မှန်ပုံးနဲ့ကြောကုံတော့တိုက်မိတယ်။အဖျော်ဆရာရောကြံစပွဲတို့တွေပါနိုးသွားပြီးကောင်တာဘက်စီကိုရောက်လာကြတယ်။ကိုသူကစံကြီးခိုးပေးတဲ့ပစ္စည်းတွေကိုသူ့လက်အိတ်လေးထဲထည့်ပြီးပြေးပါပြီ။စံကြီးထပြေးမယ်ကြံတော့အဖျော်ဆရာကဂုတ်ကိုဆွဲပြီးဖမ်းထားတယ်။ပြီးတော့နှရင်ကိုထုပူနေအောင်ရိုက်ပါတယ်။ တခိုးတခိုးဆိုတဲ့အော်တန်တွေစုညံသွားတယ်။နောက်တော့စိုက်ပိုင်ရှင်တွေရောက်လာပါတယ်။မနဲ့အတွက်မဟုတ်ဘူးနဲ့လက်ဖက်ကြောက်ဖိုးငွေတွေရှင်းဖို့ငွေနှစ်သိန်းကိုကောင်တာအန်ဆွဲတဲ့တောက်ခတ်သိမ်းထားခဲ့တယ်။ဘလုံးမွဲရှုံးတဲ့လူတယောက်လာပေါင်တဲ့ရွှေလက်စုပ်ကိုပါအမှတ်တမဲ့ထည့်ခဲ့တယ်။ဒါကိုလေးလာနေတဲ့မုတ်ဆရာကိုသူကအပိုင်ကျန်တာပါ။စံကြီးကကြံရပါပေါ့။စံကြီးကိုရဲစကန်အချုပ်ထဲပို့ပြီးမကြခင်ပဲကိုသူကအချုပ်ထဲရောက်လာတယ်။သူလည်းပြေးမလွတ်ခဲ့ပါဘူး။ ံကြီးနဲ့ကိုသူအမှုတွဲကိုရုံချိန်၅ချိန်မြောက်မှာစီရင်ချက်ချပါတယ်။ကိုသူကထောင်နှစ်နဲ့ပကိုးထောင်မှာအသက်၉နှစ်ပဲရှိသေးတဲ့စံကြီးကငှက်ဟော်ဆန်လူငယ်လေးချင်းရင်စခန်းမှာတနှစ်အမှုတွဲဖြစ်နေနေရတဲ့အချိန်မှာကိုသူကစံကြီးကိုလိပ်စာတစ်ခုဖုန်းနံပါတ်တစ်ခုပေးသွားပါတယ်။သူ့အကူစီဆက်သွယ်ဖို့ပါ။ဒါကတော့စံကြီးရဲ့ပထမဆုံးအချိန်ငှက်အော်ဆန်အလဲခီးလေးပေါ့။ရှစ်လကျော်လောက်မှစံကြီးပြန်ထွက်လာတယ်။เจ้าကပေးလိုက်တဲ့ငွေ900နဲ့ စံကြီးမှာပြန်စရာမြင်မှမရှိတာ။ဒါနဲ့ကိုသူပေးထားတဲ့ဖုန်းနံပါတ်ကိုဆက်ကြည့်တယ်။ကိုသူအမှုတွေပါလို့ပြောလိုက်တော့တစ်ဖက်ကချက်ချင်းပဲတီးလိုက်တယ်။ဘကူအမှုကစံမိုးငိမ့်လာတဲ့။ဒီလိုနဲ့ကိုသူရဲ့အကူကိုရဲဆိုတဲ့လူစီစံကြီးရောက်ခဲ့ပြန်တယ်။ကိုရဲနဲ့ကိုသူကညီကိုပါ။တကယ်တမ်းဆရာကြတာကကိုရဲ။ကိုသူကကိုရဲနဲ့စော်ကိစ္စစကားများကြရင်ဘကူးမှမုတ်စရာလာလောက်တာနောက်တော့စားမပြောက်ပဲဆိုင်ကားငွေကိုခိုးတော့ထောင်ကြတာပေါ့ စံကြီးပါအလိုတူအလိုပါဆွဲခေါ်သွားသည်စံကြီးကိုရဲအိမ်ကိုရောက်တော့ပြောပါတယ်ကိုရဲကလူပြိုကြီးပါတကူတဲနေတာပါဒါပေမဲ့တခါတလေလဲကောင်းမလေးတွေပါလာတတ်တယ်ကိုရဲကလဲခုနဲ့အင်းနိုင်ကြကချက်တစ်ချက်မှနေပါတယ်အဲဒီချက်ဟာဘသူချက်မှမသိပေမဲ့ကိုရဲကတော့သူ့ကိုယ်ပိုင်လိုပါပဲပိုင်ရှင်တွေနဲ့လည်းအတော်လေးညှပ်ပုံရပါတယ်ချက်တွေကတိုက်ပူလေးမှာကိုရဲနေတယ်ကိုရဲရဲ့တိုက်မှာတလားကိုတစ်ခါလောက်သူ့တငယ်ချင်း၄-၅ယောက်လာစုတတ်ပါတယ် ညဘက်ဆိုရင်သူတို့ပျောက်သွားပြီးမနက်လင်းအကြီးမှပြန်လာတတ်တယ်။နောက်ရက်တွေဆိုရင်အဲ့ဒီတိုင်မှာစားကြတောက်ကြဖဲတွေရိုက်ကြနဲ့ပျော်စရာပါ။ကိုရဲတငယ်ချင်းတွေက၃၄၅ရက်နေမှပြန်သွားကြတယ်။ကိုရဲမှာယူဒီယာဆိုင်ကတစည်းလေးရှိပါတယ်။ကိုရဲဟာစတိုင်ကြကြနေတယ်။တခါတလေကော်လံကတုံးနဲ့ရောပစိုးနဲ့တက်ရက်နေတာ။တခါတလေကျဂျင်းပန်နဲ့တီးရှပ်နဲ့နေကမြင့်မှန်နဲ့။စံကြီးကကိုရဲအိမ်မှာနေရင်ထမင်းကိုပေါင်းအုပ်နဲ့တဲတာလုပ်ပေးရတယ်။ ဟိုခိုင်းဒီခိုင်းဆိုဈေးဝယ်ရတယ်။အိမ်လုတ်တွေကူလုတ်ပေါ့။ကိုရဲအဝတ်တွေလျှော့ပေးတယ်။ကိုရဲတို့ညဘက်အလုတ်ကိစ္စထွက်သွားပြီဆိုရင်စံကြီးကအိမ်ဆောင်ပေါ့။မနက်လင်းအားကြီးပြန်လာရင်ခြံတကားထောက်ဖွင့်ပေး။တညက်နေမှာတော့ကိုရဲတို့ပေါ်လာပြီးစုံကြပြန်တယ်။တက်စီကားတစ်စီးလည်းပါလာတယ်။ညရောက်တော့ကိုရဲကစံကြီးကိုခေါ်တယ်။မင်းလဲလိုက်ခဲတဲ့။ဒီနေ့မင်းကိုငါတို့လုပ်ငန်းခွင်နဲ့စသွင်းမယ်တဲ့။ည7:00နာရီလောက်မှာသူတို့စထွက်ကြတယ်။ လဲကူအထွက်ကဘီယာဆိုင်မှာနည်းနည်းတောက်ကြသေးတယ်။စံကြီးတောင်အဲ့ဒီအရွယ်မှာတစ်ခွက်တစ်ဖလာတောက်တတ်နေပါပြီ။ကိုရဲတို့အိမ်မှာနေရင်တောက်တတ်သွားတာ။ကိုရဲကြီးတို့တငယ်ချင်း၃ယောက်နဲ့စံကြီးတို့ည၁ခွဲလောက်ရောက်တော့မော်ဘီဘက်ကိုထွက်လာတယ်။မော်ဘီကလက်ဖက်ဆိုင်မှာခဏထိုင်ကြတယ်။ခဏနေတော့ကိုရဲကြီးစီဖုန်းတစ်လုံးဝင်လာတယ်။စထွက်မဲတဲ့။ကားကတိုက်ကြီးဘက်ကိုမောင်းသွားတယ်။အမောင်ရိတ်တစ်ခုမှရက်တယ်။မလမကန်းမှာအပေါင်ဆိုင်ဆိုတဲ့အဆောက်အဦတစ်ခုရှိတယ်။ ိုရဲကြီးရဲ့ထုံးကိုရဲဆိုတဲ့တယောက်ရဲ့စံကြီးရဲ့အဲ့ဒီအပေါင်ဆိုင်သာကတ်သွားကြတယ်။ကိုစင်းတော်နိုင်ဆိုတဲ့ကားမောင်းတဲ့တယောက်ကတော့ကားပေါ်မှာအဆောင် ပေါ့။အပေါင်ဆိုင်ကအုံနဲ့ဆောက်ထားပြီးတကားတွေကလည်းတန်ပါကြတကားတွေရောအတွင်းတကားတွေရောသုံးလေးတက်ပါ။စံကြီးငါတို့တွေအမိုးနဲ့ရမကြားကနေလှက်ပြီးအထဲဝင်မယ်။မင်းကလူကောင်ပေါ်တော့အမိုးပြင်ကရမကိုလက်နဲ့ထိမ့်ပြီးစောင့်နေ။ပြီးရင်ငါတို့အထဲကနေကမ်းပေးတာတွေကိုမင်းကတရိပ်ထဲထည့်။ပြီးရင်ကားပေါ်သွားထားပြီးအဲ့ဒီကပဲစောင့်ဟုတ်ပြီလား။ စံကြီးသဘောပေါက်ပါတယ်။ကိုသူတို့ကိုရဲတို့လုပ်ငန်းဟာဘလို့ဆိုတာ။သူ့ဆန်စားမှာတော့ရဲရတော့တာပေါ့။အဲ့ဒီညာကရင်တထိတ်ထိတ်နဲ့သူတို့အောင်မြင်ခဲ့ပါတယ်။စံကြီးကအထက်ကပစ္စည်းတို့ကိုကားပေါ်သွားထားပေးပြီးတာနဲ့ခဏအကြာကိုရဲကြီးတို့နှစ်ယောက်ပြန်ရောက်လာတယ်။တက္ကစီမောင်းတဲ့ကိုစင်တော်နိုင်ကတော့စံကြီးတို့ကိုလှဲကူးချန်ချေချပေးပြီးတာနဲ့ပစ္စည်းတို့နဲ့အတူထွက်သွားပါတော့တယ်။နောက်တနေ့ညနေခင်းကျတော့ကိုစင်တော်နိုင်ပြန်ရောက်လာတယ်။ငွေတွေအများကြီးပါလာတယ်။ဝေစုခွဲကြတဲ့အခါ န်ကြီးအတွက်ငွေ9000ပေးပါတယ်။စန်ကြီးကညင်းပေမဲ့ကိုရဲကြီးကဒါသူတို့အလုပ်ရဲ့ထုံးစံမှုမယူရင်တော့မခေါ်ဘူးလို့ပြောပါတယ်။စန်ကြီးယူလိုက်ပါတယ်။စန်ကြီးရဲ့ဘဝမှာပထမဆုံးကင်ပြူတဲ့အများဆုံးငွေပမာဏပါ။မကြခင်ကိုသူလွတ်လာတယ်။လုပ်ငန်းကလူစုံတက်ဆုံးဖြစ်ပြီ။ကိုရဲကြီးတို့လုပ်ငန်းရဲ့အဓိကကတော့တရင်ချက်လက်ပါပဲ။တရင်စုဆောင်သူဟာဖောက်ထွင်းမဲ့နေရာတဝိုက်မှာရှိနိုင်မဲ့ပစ္စည်းမြေပြင်အနေထားအစာအုပ်အခြေအနေ ပိုင်ရှင်တွေအနေထားကိုအချိန်အကြာကြီးလေ့လာရပါတယ်။အချိန်နေ OKB ဆိုရင်ကိုရဲကြီးတို့စီအသေးစိတ်အချက်တွေပေးပါတယ်။အလုပ်ပြီးရင်သူ့ဝေစုကလည်းတပုံပါပါတယ်။သူတို့ကတော့ကြော်ဦးလို့အမိဝတ်ပေးထားတယ်။ကြော်တယ်ဆိုတာသူများပြစီခိုးတာကိုပြောတာပါ။အဲ့ဒီလိုခိုးဖို့အတွက်အရင်ဆုံးနေရဦးပြီးတရင်ယူရတာမို့ဦးလို့ခေါ်တယ်လို့ကိုရဲကြီးစီကသိရတယ်။တချိန်ကတော့ကြော်ဦးဆိုတာစတိုးဆိုင်တွေမှာအလက်တုတ်တဲ့သူတွေကိုခေါ်တာလို့လည်းပြောပါတယ်။ ကြခင်အချိန်မှပဲစံကြီးဟာကြော်ဦးတယောက်ဖြတ်လာပါပြီ။စံကြီးတို့ပြတ်မှတ်ထားတဲ့နေရာတွေမှာဈေးရောက်တလို့လို့အထံသမားလို့လို့လင်းလွင်ကလေးလို့လို့နဲ့အချိန်နီစုံစမ်းရတယ်။ပြီးရင်ကိုတိုင်ဝင်ပါတဲ့နဲ့ဟာလည်းပါရပါတယ်။ကိုရဲကြီးနဲ့ကိုသူတို့ရဲ့လက်ဆာလက်နာတွေကိုလည်းတင်ယူရပါသေးတယ်။မင်္ဂလာတောင်ကအိမ်တလုံးဖောက်ထွင်းပြီးနောက်လေးရက်အကြာမှာတော့ကိုရဲကြီးတို့အိမ်ကိုရဲကဝင်ဖမ်းပါတယ်။သူတို့သုံးတဲ့တက္ကစီနံပါတ်အတိုင်းလိုက်ရတာက ီနေရာကိုတက်စီကားဝင်သွားခဲ့တယ်ဆိုတဲ့မျက်မြင်သက်သေထွက်ချက်အရဝင်စည်းတာပါအဲ့ဒီအခေါက်မှာကိုစင်တော်နိုင်ကပစ္စည်းတွေကိုတခါတည်းထုဖို့ယူမသွားပဲအိမ်မှာထားခဲ့တယ်လမ်းကြောင်းတွေကျက်နေလို့နောက်နေ့ရက်နေမှလာယူမယ်ဆိုပြီးထားသွားခြင်းပါရဲတွေအိမ်ကိုဝင်စည်းတဲ့အချိန်ကိုရဲကြီးရော ကိုသူပါအပြင်ရောက်နေပြီးတရင်ရတဲ့အခါရှောင်တန်းသွားကြပါတယ်အိမ်မှာကြံရစ်တဲ့စံကြီးသာအဖမ်းခံလိုက်ရပါတယ်စံကြီးကိုစစ်တဲ့အခါကိုသူနဲ့ကိုရဲတို့ပမာမှန်မသိဘူးလို့ပဲအစ်စ်ခံတယ် တကယ်လဲစံကြီးမသိပါဘူး။အဲ့ဒီတုန်းကစံကြီးအသက်က12နှစ်သာရှိသေးလို့ငှက်ဝဆန်းကိုပဲနောက်ထပ်တစ်နှစ်ရောက်သွားရပြန်ပါတယ်။ငှက်ဝဆန်းမှာရှစ်လကြာတဲ့ကစံကြီးစီအဲ့တွေ့ရောက်လာပါတယ်။အဲ့ဒါကတော့ကိုရဲကြီးကိုယ်တိုင်ပါပဲ။စံကြီးကိုလိမ့်စာတစ်ခုထပ်ပေးတယ်။ထွက်လာရင်ဆက်သွယ်ဖို့။သူတို့ကမဖို့တဲ့အတွက်စံကြီးကိုကျေးဇူးတင်ကြောင်းစံကြီးဟာသူတို့ရဲ့ညီရင်းလိုဖြစ်ကြောင်းပြောပြီးပြန်သွားပါတယ်။စံကြီးထွက်လာတော့ကိုရဲကြီးဟာအချိန်နှီးကောင်းနေပြန်ပါပြီ။ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုဖွင့်ထားတယ်။တကယ်တော့ဆိုင်ကယ်ပြင်ဆိုင်ဆိုတာတက်ခိုးရပါဆိုင်ကယ်တွေကိုတစားစီဖြုတ်ပြီးပုံဖြတ်ပေးတဲ့နေရာပါ။ကိုရဲကြီးကလိုင်းတော်စုံမှန်စံကြီးသိလိုက်တယ်။ကိုရဲကြီးဆိုင်မှာစံကြီးနေရင်းကနေကျော်ဦးအဖြစ် လုပ်ငန်းတွေပြန်လုပ်ဖို့ကိုသူကနားချပါတယ်။စံကြီးလက်ခံလိုက်ပါတယ်။လက်ခံရမယ့်အကြောင်းကလည်းရှိနေတာကိုစံကြီးကကိုရဲကြီးညီအဖြစ်နဲ့ဆိုင်ကယ်ပြင်ဆိုင်မှာနေရင်ကားကိတ်မှာနန်းနေသေးရောက်တဲ့ဤပုံနဲ့ညှိနေပါပြီ။ဤပုံကလည်းအသက်ဆက်လေးနဲ့ စံကြီးကလည်းဆက်လေးနဲ့တကယ်ရင်ခုန်တက်စအရွယ်တွေစံကြီးဟာကြော်ဦးလှုပ်ဖို့အတွက်ကိုရဲကြီးတို့အစီအစဉ်တိုင်းငပြောတီပွဲရုံတစ်ခုမှအလုပ်ဝင်လုပ်လိုက်ပါတယ်ဝင်လန်းထွက်လန်းအခြေအနေတွေကိုလေ့လာပြီးတဲ့အချိန်မှာသုံးလပြေးပါပြီစံကြီးအကြောင်းတစ်ခုပြပြီးအလုပ်ထွက်လိုက်ပါတယ်နောက်နှစ်လနေတဲ့အခါမှလုပ်ငန်းစကြတယ်โอเคပါတယ်စံကြီးအတွက်ဝေစုတပုံရလိုက်တယ်သုံးသိန်းဆိုတာမနေတဲ့ငွေပါနန္ဒတီးတယ်လေးဤပုံနဲ့စံကြီးကိုရဲကြီးအစီအစဉ်နဲ့ယူလိုက်ကြတယ် ဤပုံအမိခမရလဲကလေးရှိအောင်လောင်းနေဆိုတော့ဤပုံကိုငွေတသိန်းနဲ့တင်တောင်းတာကတိုးအတွက်မမောစရာကြီးပါနောက်ပြီးတမတ်ကလည်းဆန်ခဲ့ပြင်ဆိုင်ပိုင်ရှင်ရဲ့ညီမဟုတ်လားကိုရဲကြီးတို့ကိုသူတို့ကွန်တွေမှာဆန်ကြီးကအဓိကကျော်ဦးအဖြစ်ကစားပေးရင်အချိန်နေကတင်တောင်းတင်တယ်လေးဖြစ်လာပါတယ်ဆန်ကြီးကအင်္ဂလိပ်ငှားနေပါတယ်ဆိုင်ကယ်ကိုဘိန်တွေကိုကြားကနေဝယ်ပြီးပြန်ရောက်တဲ့အလုပ်ကလေးလေးလှုပ်တက်လာပြီ။ငွေလေးချောင်လေးလာတော့ TV လေးဝယ်၊အောက်ဆက်လေးဝယ်နိုင်လာတယ်။ တရုတ်ဆိုင်ကအစုပ်လေးတစ်စီးလဲဝင်နိုင်လာတယ်။ကိုရဲကြီးတို့ကလည်းကျွဲနွားမှန်ကိုလိုက်မှအဆင်ပြေနေတော့ဖောက်ထွင်းတာတွေနားထားပါတယ်။သူတို့နေမီကလည်းအယံထွက်နေပြီမဟုတ်လား။စံကြီးကတော့ဆိုင်ကအပြောင်လိုက်မှ okay နေပါတယ်။ဒါပေမဲ့စံကြီးအတွက်ငှောက်ဝဆန်းကိုနောက်ထပ်လာစရာကိစ္စကမတင်မပဲဖြစ်လာပါတော့တယ်။တရမှာတော့စံကြီးစီရောင်းနေကြငတိတဝေကဆိုင်ကယ်ခွက်စည်းနဲ့လာရောက်ပါတယ်။ခိုးဘိန်းဆိုတော့စံကြီးကထုံးစံအတိုင်းဈေးပေါပေါပဲပဲဖြတ်ပြီးယူထားလိုက်တယ်။ ပြီးတာနဲ့အိမ်ထဲမနီးမွေးမှာရှိနေတဲ့ကိုရဲကြီးရဲ့ဆိုင်ကယ်ဆိုင်မှာပုံဖြတ်ဖို့မောင်းလာခဲ့လိုက်တယ်။တိုက်တိုက်ဆိုင်ဆိုင်ရဲတွေကကိုရဲကြီးဆိုင်မှာရှိနေတဲ့ကိုဘိန်တွေကိုလာဖမ်းတဲ့အချိန်ဖြစ်နေတယ်။စံကြီးနဲ့တက်တယ်တိုးတဲ့အခါစံကြီးစီလာတဲ့ဘိန်ကလည်းမနက်ကမှဈေးထဲမှာပျောက်သွားတဲ့ဆိုင်ကယ်ဖြစ်လို့နေပါတယ်။ဒီတစ်ခါလဲ15နှစ်သားစံကြီးငှောက်ဟဆန်းစီလာခဲ့ပြန်ပါပြီ။နောက်တစ်ချိန်ဆိုရင်တော့စံကြီးဟာငှောက်ဟဆန်းမဟုတ်တော့ဘဲအင်းစိန်လူငယ်ထောင်ကိုပုတ်ခံရတော့မှာပါ။ စံကြီးအသက်က15ကျော်လို16တဲဝင်လာခဲ့ပြီလေ။မားတယ်မှန်တယ်ကောင်းဤဆိုဤစံကြီးမသိပါဘူး။စံကြီးကြီးပြင်းလာတဲ့ပတ်ဝန်းကျင်စံကြီးရက်တည်ရတဲ့အသက်မွေးမှုအရာဒါကိုစံကြီးလုံးမဖြစ်မဲဆိုလို့လုပ်တာပါ။စံကြီးကိုတုံတယ်မဲ့သူဆုံးမမဲ့သူလည်းမရှိခဲ့ပါဘူး။ငါ့ဝဆမ်းမှာတော့လူငယ်ကြီးရဟောပြောပွဲတွေရှိတယ်။လူငယ်အစီအစဉ်တွေရှိတယ်။ဒါပေမဲ့စံကြီးအဲ့ဒါတွေကိုညံမမိပါဘူး။စံကြီးတိတာကသူ့မိမကိုဝန်ကြီးနဲ့အပြစ်မှကြံရစ်တယ်။ နောက်တလားဆိုရင်စံကြီးငှောက်ဝဆန်းကပြန်ရမယ်။အဲ့ဒီအခါကျကိုသူတို့ကိုရဲကြီးတို့အချိန်နှီးစုံစမ်းရမယ်။နောက်တစ်ချိန်သာဒီလိုဖြစ်လို့ကတော့စံကြီးက promotion ရပါပြီ။အင်းစိန်ထောင်စီတက်တယ်ပါပဲ။ဒါကိုလည်းစံကြီးကြောက်ရမှမသိပါဘူး။ငှောက်ဝဆန်းကစံကြီးဟာသူလုပ်ခဲ့တာတွေအတွက်နှောင့်တမရဘူးလား။ဒီဘွားကနေရုံမထွက်ချင်ဘူးလားလို့မေးတဲ့သူတွေကိုလှောင်ပြုံးပြုံးပြီးပဲကြည့်နေပါတော့တယ်။စံကြီးပြုံးနေပါတယ်။ဒါဟာတလောကလုံးအတွက်လှောင်ပြုံးပါပဲ။ ဖတ်စော်အခုဖတ်ပြခဲ့တာကတော့ဇေယခတ်စော်ရေးသားထားတဲ့စံကြီးပြုံးနေသည်ဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါတယ်ရှင်ဒုတာယတစာပေများကိုအပတ်စဉ်တက်ဆက်ပေးမှဖြစ်လို့ Audio Box Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော် Audio Book လေးတွေနားထောင်ရင်ဘဝအမောတွေပြပြောက်ပြီးတာယာတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်